စစ်တပ်ဆိုတာပြည့်ရမှောင်ပြည့်တယ်မိုးပေါ်ထောင်ပြီး၆ထာမပါဘူးအဲ့တော့နောင်စူစူကူကူလုံးမဲ့ဆိုရင်တော့ရင်တပ်ကုန်သုံးလို့ရှိရင်တော့အဲ့ဒါဆူရက်လူတွေမသက်သာဘူးသာမှတ်ပြီးတော့လို့ကျွန်တော်ဒီကနေပြောပါ မြန်မာနိုင်ငံဟာအချင်းချင်းအာဏာသိမ်းတာခံရပြီမယ်။ဘာလို့ကဘာကြီးကအခုဒီအကူအညီမပေးသေးတာလဲဆိုတဲ့မိကွန်းဟာကျမတို့အားလုံးနှစ်ပေါင်းများစွာအရန်တည်ချင်နေတဲ့မိကွန်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာပြည်သူအားလုံးတည်ချင်နေကြတဲ့မိကွန်းကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမစခင်မှာကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးမယ်ဆိုရင်နောက်ဒီလိုဗဟုသုတရတဲ့ဗီဒီယိုအသစ်တစ်ပုတ်လုပ်ဖို့အတွက်ခွန်အားဖြစ်စေတာကြောင့် Like and Subscribe လေးလုပ်ပေးကြဖို့မေတ္တာရင်ခံပါတယ်ရှင်။မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာပြည်တွင်းစစ်ကိုခံစားခဲ့ရတဲ့နိုင်ငံဆိုတာကိုအားလုံးသိကြပါဗျာ။ ဒီလိုခံစားရပေမဲ့လေကဘာအဖွဲ့စည်းတော်တော်များများကတိတိယောက်ယောက်လှုပ်ဆောင်ပေးတာမျိုးမရှိပါဘူး။ဒါကြောင့်ကဘာကများမြန်မာပြည်ကိုစိတ်နာနေတာများလားဆိုပြီးတော့တွေးမိကြပါလိမ့်မယ်။အမှန်တော့ကဘာကမြန်မာနိုင်ငံကိုစိတ်နာတာစွန့်ပစ်ထားတာဆိုတာထက်အဖြစ်မှန်ကတော့မြန်မာနိုင်ငံကကဘာကြီးကိုအရင်စွန့်ခွာခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေဘယ်ကစတယ်လဲဆိုရင်ဥနေဝင်းကမြန်မာဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့မူဝါဒကိုချမှတ်ခဲ့ပါတယ်။ဒီမူဝါဒရဲ့အဓိကအနှစ်သာရကကမ္ဘာနဲ့အဆက်အသွယ်ဖြတ်တောက်ရေးဖြစ်နေခဲ့ပါတယ်။ ပြည်သူပိုင်တင်းချင်း1962ခုနှစ်အာနာသိမ့်ပြပြချင်းမှာပဲနိုင်ငံတွင်းမှာရှိသမျှနိုင်ငံခြားသားပိုင်စီးပွားရေးလုပ်ငန်းတွေ ဗြိတိရှားအိန္ဒိယတရုတ်အားလုံးကိုပြည်သူပိုင်ဟုဆိုကစစ်တပ်ပိုင်အဖြစ်အတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။နိုင်ငံသားများကိုနေထုတ်ခြင်းလုပ်ငန်းတွေအသိမ်းခံရတဲ့နိုင်ငံသားတွေကျွမ်းကျင်သူတွေစီးပွားရေးသမားတွေအားလုံးမြန်မာပြည်ကနေထွက်ခွာခဲ့ရပါတယ်။ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ခြင်းနိုင်ငံသားခရီးသွားဝင်ရောက်ခွင့်ကိုလုံးဝညီမပိတ်ပင်ခဲ့ပါတယ်။ပြည်တွင်းကလူတွေနိုင်ငံသားထွက်ခွင့်ကိုအပြင်းထန်တားမြစ်ခဲ့တယ်။နိုင်ငံသားမီဒီယာစာအုပ်စာတမ်းအားလုံးကိုတားမြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာပမ်မလန်ငွေဝါဒကိုချစ်တုံးတယ်လို့ဆိုပေမဲ့လက်တွေ့မှာအမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုရောဆိုဗီယက်ယူနီယံဥဆောင်တဲ့ကွန်မြူနစ်အုပ်စုရောဘယ်သူနဲ့မှမဆက်ဆံတဲ့တတိတသက်နေတဲ့နိုင်ငံအဖြစ်တမင်တကာဖန်တီးခဲ့ပါတယ်။ခမည်းကနိုင်ငံတနိုင်ငံတည်းကနိုင်ငံသားသားတွေရဲ့ပိုင်ဆိုင်မှုအလုံးကိုလွတ်ယူလိုက်တယ်၊သူတို့ကိုနင်ထုတ်လိုက်တယ်၊ပြီးတော့ငါတို့နိုင်ငံကိုဘယ်သူမှဝင်မလာနဲ့၊ငါတို့လည်းမင်းတို့စီမလာဘူးလို့တကားပိတ်လိုက်တဲ့အခါ ကဘာကြီးကစိတ်နာတာထက်စိတ်မဝင်စားတော့တာဖြစ်သွားပါလေ။စီးပွားရေးအရာဘယ်နိုင်ငံကမှအရင်းနှီးမြှုပ်နှံလို့မရတော့ဘူး။ကုန်သွယ်လို့လည်းမရတော့ဘူး။နိုင်ငံရေးအရာအဲ့ဒီခေတ်1960ခုနှစ်ကနေ1980ကစစ်အေးတိုက်ပွဲခိုးဝါကအပြင်းထန်ဆုံးအချိန်ကာလပါ။ကဘာကြီးကဗီယက်နမ်စစ်ပွဲဥရောပအရေးခင်းတွေနဲ့အလုရှုံနေချိန်မှာသူ့ဘာသာသူတကားပိတ်ပြီးအတန်တိတ်နေတဲ့မြန်မာနိုင်ငံကိုဘသူကမှအရေးတယူလာမဆက်ဆံတော့ပါဘူး။စွန့်ပစ်ခံရတာမဟုတ်ပဲမေ့လျော့ခံရတာမြန်မာနိုင်ငံဟာကဘာအရေးကိစ္စ တွေတဲကနေသူ့ကိုယ်သူနှုတ်ထွက်သွားတာဖြစ်တဲ့အတွက်ကမ္ဘာမြေပုံပေါ်ကနေပျောက်သွားခဲ့ပါတယ်။ဒါဟာနှစ်ပေါင်း30နီးပါး1960နှစ်ကနေ1988ထိကြာခဲ့ပါတယ်။1988မှာအရေးကင်းကြီးဖြစ်ပြီးကမ္ဘာကမြန်မာနိုင်ငံကိုပြန်လည်တည်ထောင်မိလာတဲ့အခါမှာတော့လူအခွင့်အရေးကောင်းစီတစ်ခုတည်းအနေနဲ့ပဲတည်ထောင်မိခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာဥနေဝင်းရဲ့တကားပိတ်မူဝါဒရဲ့အမွေကအရန်နှက်ဆိုင်သွားပါပြီ။ မြန်မာနိုင်ငံဟာအရှိတောင်အရှမှာအစီးအဆုံးနိုင်ငံဖြစ်နေခဲ့ပြီးကမ္ဘာစီးပွားရေးနဲ့လုံးဝချိတ်ဆက်မှုမရှိတော့ပါဘူး။နောက်ပိုင်းစစ်အစိုးရတွေကတကားဖွင့်နေလို့ပြောပေမဲ့အဲ့ဒီတကားပိတ်စဉ်းစားပုံကနေဘယ်တော့မှအပြည့်အဝမခွာနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့2000ခုနှစ်နောက်ပိုင်းမှာတော့မြန်မာနိုင်ငံဟာပထဝီနိုင်ငံရေးတိုင်ဆိုင်မှုရဲ့အလဲဘဟုမှာပြိမ့်မိနေပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေကမြမအရေးကိုလူအခွင့်အရေးရှုထောက်ကထက်သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားရှုထောက်ကနေပဲကြီးစုနေကြလို့ပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုအင်အားကြီးနိုင်ငံတွေကစစ်တုရင်ခုံပေါ်ကအယုတ်တရုတ်လိုပဲသဘောထားကြပါတယ်နောက်ပြီးတော့တရုတ်ဟာမြန်မာနိုင်ငံကိုသူ့ရဲ့အရေးပါဆုံး မဟာဗျူဟာမြောက်မိဖက်အဖြစ်သတ်မှတ်ပါတယ်။ဘာလို့လဲဆိုတော့မြန်မာနိုင်ငံဟာတရုတ်နိုင်ငံအတွက်မလကာရေလက်ကြားကိုပတ်မသွားရပဲအိန္ဒိယသမုဒ္ဒရာကိုဓာတ်ရိုက်ထွက်ခွာနိုင်မဲ့တခုတည်းသောလမ်းကြောင်းရေနံနဲ့ကုန်သွယ်ရေးအတွက်ပဲဖြစ်ပါတယ်။မြန်မာကန်ယူရန်ဟာတရုတ်နိုင်ငံအတွက်စီးရေအရာအရေးပါပြီးအမေရိကန်နဲ့အိန္ဒိယကိုစောင့်ကြည့်ဖို့အရေးပါတဲ့နေရာဖြစ်ပါတယ်။စီဝိုင်းအရာပါမြန်မာနိုင်ငံမှာတရုတ်ကတဘာဝတန်းွေတွင်းထက်တယံဇာတာနဲ့အေယာမစီမံကိန်းကြီးတွေမှာယင်းနှိမ့်မြုံနှံထားပါတယ်။ ရုရှားနိုင်ငံကလည်းမြန်မာစစ်တပ်အတွက်အဓိကလက်နက်ရောင်းချသူဖြစ်ပါတယ်။ဒါကြောင့်ကုလသမဂ္ဂမှာအမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့အရေးယူမှုတွေကိုဗီဒိုအာနာနဲ့တရုတ်နဲ့ရုရှားနိုင်ငံကပယ်ချလိုက်ပါတယ်။အမေရိကန်ရဲ့အဓိကပန်းတိုင်ကလည်းမြန်မာပြည်ဒီမိုကရေစီအရေးထက်တရုတ်ရဲ့ဩဇာလွှမ်းမှုကိုရှော့ချရေးဖြစ်နေပါတယ်။ အမေရိကန်နဲ့အနောက်နိုင်ငံတွေကမြန်မာနိုင်ငံရဲ့အာဏာရှင်စစ်အစိုးရကိုပြင်းပြင်းထန်ထန်အရေးယူဖို့အတွက်လေးရင်မပြတ်တမ်းရဆုံးသတ်မှတ်တာမျိုးစစ်ရေးအရာဝင်းဆက်ဖက်တာမျိုးတွေလုပ်ဖို့ကြိုးစားတိုင်းမှာတရုတ်နဲ့ရုရှားကကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဗီဒီယိုသုံးပြီးကာကွယ်ပေးထားပါတယ်။ ဒါကြောင့်ပိတ်ဆို့မှုလောက်သာလုပ်နိုင်ပြီးဒါကလည်းမြန်မာနိုင်ငံဆက်အနာရှင်အစိုးရအတွက်ထိရောက်မှုအားနည်းနေပါသေးတယ်။မြန်မာနဲ့အနီးဆက်ဆုံးဖြစ်တဲ့အာဆီယံအဖွဲ့ကလည်းဘုံသဘောတူညီချက်၅ရက်ကိုသာထပ်တလဲလဲပြောနေပြီးဘာမှထိတိယောက်ယောက်မလုပ်ပေးနိုင်ပါဘူး။အာဆီယံရဲ့အဓိကမူဝါဒဖြစ်တဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းရင်းကိုဝင်မဆွတ်ဖက်ရဆိုတဲ့မူဝါဒကြောင့်မြန်မာနိုင်ငံရဲ့ဆက်အနာရှင်ကိုထိတိယောက်ယောက်အရေးယူပေးနိုင်စွမ်းမရှိပါဘူး။ နောက်ပြီးမလေးရှား၊အင်ဒိုနီးရှားတို့ကမြန်မာအရေးကိုပြင်းထန်စွာကိုင်တယ်ချင်ပေမဲ့လည်းအာဆီယံဖွဲ့ဝင်တွေမှာလည်း Thai, Vietnam, Laos, Cambodia တို့ကစစ်အစိုးရနဲ့ပူးပြီးနှိစက်တဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့် ပူပြီးမြန်မာပြည်သူတွေအတွက်ဘာမှအကူအညီမပေးနိုင်တဲ့အတားအဆီးတစ်ခုလိုပါပဲ။အဲ့လိုတွေကြောင့်နောက်ဆုံးရလက်ကတော့အာဆီယံအဖွဲ့ဝင်တွေအားလုံးပုံသဘောတူညီချက်မရနိုင်ပဲလုံးဝအားနည်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။မြန်မာနိုင်ငံအပေါ်ကမ္ဘာအာရုံစိုက်မှုလွဲပြောင်းသွားရတဲ့အကြောင်းရင်းတွေကနောက်တစ်ချက်ကတော့ကမ္ဘာကြီးမှာပြဿနာတွေကဇက်တိုက်ဖြစ်ပေါ်နေပါတယ်။ယူကရိန်းရုရှားစစ်ပွဲဟာအနောက်နိုင်ငံတွေအတွက်သူတို့ရဲ့လုံခြုံရေးကိုဓာတ်ရိုက်ချင်းချောက်နေတဲ့စစ်ပွဲဖြစ်လို့ပိုက်ဆံလက်နက်အားလုံးကိုအဲ့ဒီနေရာမှာပဲစုပြုံသုံးစွဲနေရပါတယ်။အရှိအလေပိုင်းကစား ပလိပကကိစ္စတွေကလည်းကမ္ဘောဒီးယားနဲ့နိုင်ငံရေးအာရုံစိုက်မှုအားလုံးကိုယူသွားပါတယ်မြမအရေးဟာဒီစစ်ပွဲတွေနဲ့ရှင်နိုင်ရင်ကမ္ဘာတည်ငြိမ်ရေးကိုတိုက်ရိုက်မထိခိုက်တဲ့ပြည်တွင်းစစ်တစ်ခုအဖြစ်သာရှုမြင်နာခံရပြီးဦးစားပေးစည်းရဲ့အောက်ဆုံးအဆင့်ကိုရောက်သွားပါတယ်စီးပွားရေးအရဆိုရင်လည်းမြန်မာနိုင်ငံဟာကမ္ဘာကိုဆွဲဆောင်မှုနဲ့ပါနေပါတယ်ဒေါ်နန်ထရပ်လိုခေါင်းဆောင်တွေရဲ့ American First မူဝါဒကဒီအချက်ကိုထင်ရှားစေပါတယ်မြန်မာနိုင်ငံဟာအရှိအလယ်ပိုင်းကနိုင်ငံတွေလိုရေနံအ திக ထွက်တဲ့နိုင်ငံမဟုတ်ပါဘူး American သို့မဟုတ်ဥရောပအတွက်အလွန်အရေးကြီးတဲ့စီ ီးပွားရေးမိဖက်လည်းမဟုတ်ပါဘူး။ဒါကြောင့်မြန်မာနိုင်ငံမှာဒီမိုကရေစီအရေးအတွက်သူတို့ရဲ့ငွေအချိန်နိုင်ငံရေးအရင်းအနှီးတွေကိုအများကြီးရင်းနှီးမြှုပ်နှံဖို့တုံ့ဆုံနေကြတာပါ။ အနည်းချုပ်ရရင်ကဘာကြီးကမြန်မာနိုင်ငံကိုပြစ်ထားကြတာမဟုတ်ပဲပထဝီနိုင်ငံရဲ့စစ်တူရင်ခုံပေါ်မှာပိတ်မိနေတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။အင်အားကြီးနိုင်ငံတွေကမြန်မာပြည်သူတွေရဲ့ဆန္ဒထက်တရုတ်ကိုဘယ်လိုတုတ်ပြန်မလဲ၊ရုရှားကိုဘယ်လိုထိန်းချုပ်မလဲ၊သူတို့ရဲ့စီးပွားရေးအကျိုးမြတ်ကိုဘယ်လို ကာကွယ်မလဲဆိုတာကိုပဲအဓိကထားတွက်ချက်နေကြပါတယ်။ဒီလိုတွက်ချက်မှုတွေရဲ့ကြားမှာမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အသက်ပေါင်းများစွာဟာမျက်ကွယ်ပြုခံနေရတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကိုကဘာကဘာလို့ပြစ်ထားကြတာလဲလို့ပြောပါဆိုရင်တော့1962ခုနှစ်မှာဦးနေဝင်းဟာ မြမဆိုရှယ်လေးလမ်းစဉ်ဆိုတဲ့ခေါင်းစဉ်အောက်မှာကဘာကြီးနဲ့အဆက်အသွယ်ဖြတ်ဖို့တရားဝင်ဆုံးဖြတ်ခဲ့တာပါ။အဲဒီဆုံးဖြတ်ချက်ရဲ့အကျိုးဆက်အဖြစ်မြန်မာနိုင်ငံဟာနှစ်ပေါင်းများစွာမီးယော့ခံနိုင်ငံတနင်္ဂနွေဖြစ်သွားခဲ့ရတာပါ။ဒီနေ့ခေတ်ထိတောင်အဲဒီတကားပိတ်ခဲ့တဲ့တန်းတွေအထွေးခေါ်ရရဲ့အမွေဆိုးကိုကျမတို့အားလုံးဆက်ပြီးခံစားနေကြရတော့မှာပဲ။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ခါဒီလိုဘ ഹു တုဒ္ဒရီကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင် Like and Subscribe လေးလုပ်ပေးကြဖို့မြင်တာရကံပါ